လေးမြင့်ဆောင်2014အမိန့်နဲ့2015ရွေးကောက်ပွဲရာသီဟာဗိုလ်ချုပ်မှုကြီးတန်းရွှေခေလက်ကျန်တက်မတော်အရာရှိကြီးအများစုအငိမ့်စားယူခဲ့ရပြီးတက်မတော်ထဲမှာဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရဲ့ဩဇာလွတ်လွတ်ကျွတ်ကျွတ်ထူထောင်နိုင်ဖို့ဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိအခြေအနေအရဗိုလ်ချုပ်မှုကြီးရဲ့ထိန်းချုပ်မှုအောက်မှာရှိသလားဆိုပြီးတရုတ်မီဒီယာရဲ့အမေးကိုဗိုလ်ချုပ်မှုကြီးကမရှိသေးပါဘူးလို့ဝန်ခံပြီးအဖြစ်အမှောက်နဲ့ကြောက်လို့အပြစ်ဖို့ပါတယ်။ ကျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ဖတ်ပြပေးမယ့်စောင်းပါတဲ့ပုဒ်ကတော့ BBC မှဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရဲ့အာဏာကစားပွဲဆိုတဲ့စောင်းပါပဲဖြစ်ပါတယ်လွန်ခဲ့တဲ့9နှစ်ကတက်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့တပ်တန်းဟာအကန့်အသတ်မရှိတဲ့သဘောဖြစ်နေလို့65နှစ်ကန့်သတ်ပြီးပြင်ခဲ့တယ်လို့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပြောခဲ့ပြီးသူ့အသက်65နှစ်ပြည့်ဖို့လပိုင်းအလုံးမှာအာဏာသိမ်းကအဲ့ဒီကန့်သတ်ချက်ကိုပယ်ဖျက်လိုက်တဲ့အတွက်တက်မတော်ကာကွယ်ရေးဦးစီးချုပ်တပ်တန်းဟာအကန့်အသတ်မဲ့ပြန်ဖြစ်သွားပါတယ် ခံမှန်းရခက်ခဲတဲ့စစ်အာဏာရှင်ဟာသူ့ပြိုင်ဘက်တွေနဲ့အာဏာကစားပွဲတွေအပြီးမှာတော့သူဟာဇွန်လ3ရက်နေ့ကသမရအိန်တော်ကအဆောင်ရံကိုရယူပြီးနိုင်ငံတကာကိုထွက်ပြခဲ့ပါတယ်။ဗိုလ်ချုပ်မူကြီးတန်းရွှေဟာအသက်60ပြည့်မှာအငိမ့်စားမယူခဲ့ဘဲတက်မတော်ကာကွယ်ရေးဦးစီးချုပ်ဆိုတဲ့နေရာမှာ19နှစ်တောင်နေသွားခဲ့ပါတယ်။ညွန်ကြားလွာ78မြင်းဆောင်83ကိုတုံးပြီးအာနာကိုနှစ်ရှီလာအများထိန်ချုပ်ခဲ့တာပါ1983ခုနှစ်ကထုတ်ပြန်ခဲ့တဲ့ညွန်ကြားလွာ78မြင်းဆောင်83မှာ ပြန်နှောင်းဝင်အရာရှိအဖြစ်ခန့်အပ်ခြင်းခံရသူသည်မိမိအားစစ်တပ်တွင်ဆက်လက် တာဝန်ထမ်းဆောင်စေရန်လိုအပ်သည့်ကာလပတ်လုံးအမှုထမ်းဆောင်စေရမည်လို့ပါရှိပါသည်။လာမယ့်ဇူလိုင်လတဲ့အသက်65နှစ်ပြည့်လို့တမရကာကွယ်ရေးဦးစီးချုပ်ယာဒုကနေအနားယူရဖို့ရှိတဲ့ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဟာဆရာဖြစ်သူဗိုလ်ချုပ်မူကြီးရဲ့နှီးကိုပြန်ပြီးအသုံးပြုခဲ့ပါတယ်။ဒါပေမဲ့ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ရဲ့အာဏာတည်တံ့တိုးမှုဟာဦးတန်းချွေလိုမပြည့်မသေးတဲ့ပဲဟာကွက်တွေများခဲ့ပါတယ်။ ဗိုလ်ချုပ်မှုကြီးတန်းရွှေလိုအာဏာအလုံးစုံကိုရှုတ်ကန်ထားနိုင်တဲ့အခြေအနေမဟုတ်လို့ပြောစရာလည်းဖြစ်ခဲ့ပါတယ်။လေးမြင့်ဆောင်2014 2016ခုနှစ်မှာအသက်60ပြည့်ပြီးအငိမ့်စားယူရဖို့ရှိတဲ့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာ2014ခုနှစ်မှာကာကွယ်ရေးဌာနကောင်စီညွှန်ကြားလွှာလေးမြင့်ဆောင်2014ကိုထုတ်ပြန်ခဲ့ပါတယ်။ဒီညွှန်ကြားလွှာအရာအသက်60မှာအနိုင်ယူရမယ့်အစားရာထူးမှာ65နှစ်အထိရှိနေဖို့ တတ်တန်းတိုးခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့လေးမြင့်ဆောင်2014ဟာဘုံကျုံမှုကြီးအငိမ့်စားယူရမယ့်နှစ်ဖြစ်တဲ့2016ခုနှစ်မှသာလူသိရှင်ကြားဖြစ်လာခဲ့တာပါ။ဒီလိုထုတ်ပြန်ကြတာနဲ့ပတ်သက်လို့ဘုံကျုံမှုကြီးမင်းအောင်လှိုင်က2016ခုနှစ်ကမီဒီယာတွေကိုအခုလိုပြောခဲ့ပါတယ်။ကကနာကောင်စီညွှန်ကြားလွှာ18မြင့်ဆောင်83ဟာအကတ်တမရှိတဲ့သဘောဖြစ်နေတဲ့အတွက်ကာဝေးရေးဦးစည်းချုပ်ရဲ့အငိမ့်စားယူရမယ့်အသက်ကို65နည်းလို့ကန့်တတ်လိုက်တာလို့ပြောခဲ့တာပါ။ဒါပေမဲ့ လေးမြင့်ဆောင်2014အရအနားယူရမယ်ထိပ်ပိုင်းကောင်းဆောင်၂ယောက်က9နှစ်တက်တန်းတိုးခဲ့ရပြီမဲ့ဒုတိယဗိုလ်ချုပ်ကြီးအချို့ကတော့အသက်60မပြည့်ခင်မှာပဲစစ်တပ်ကအငိမ့်စားယူခဲ့ရတာတွေရှိခဲ့ပါတယ်ကကနာကောင်စီညွှန်ကြားလွှာတင့်မြင့်ဆောင်2021အနာဒိန်ပြည်ရပိုင်းအတွင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရဲ့အစောဆုံးလှုပ်ဆောင်ချက်တွေတဲကတခုကကာကွယ်ရေးဌာနကောင်စီညွှန်ကြားလွှာ တင့်မြင့်ဆောင်2021ကိုထုတ်ပြန်စေတာပဲဖြစ်ပါတယ်။ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဟာလာမယ့်ဇူလိုင်လမှာအသက်65နှစ်ပြည့်ကနီးမှာပဲတက်ချုပ်ရာထူးအတွက်အသက်ကန့်သတ်ချက်တွေကိုပြန်ပယ်ဖျက်လိုက်ပြန်တာဖြစ်ပါတယ်။အကန့်အသတ်မဲ့နေလို့ပြင်ရပါတယ်လို့ပြောခဲ့တဲ့ဗိုလ်ချုပ်မူကြီးကပဲအကန့်အသတ်မဲ့ပြန်လုပ်လိုက်တာလည်းဖြစ်ပါတယ်။စစ်ကောင်စီရဲ့ပြောခွင့်ရဗိုလ်ချုပ်စော်မင်းထွန်းကတော့ဒီအသက်ကန့်သတ်ချက်အပြောင်းလဲဟာနိုင်ငံတော်တာဝန်ယူထားတဲ့အချိန်ကာလပေါ်မှာမူတည်ပြီးပြောင်းလဲလိုက်တာလို့ BBC ကိုပြောပါတယ်။ဒါ့အပြင် နိုင်ငံရေးအကဲခတ်တဦးဖြစ်တဲ့ဦးတန်းစိုးနိုင်ကတော့သူ့ရဲ့အမြင်ကိုအခုလိုပြောပါတယ်။ရာသပန်စစ်အာဏာရှင်လုပ်ခွင့်ကိုရယူလိုက်တာပါပဲ။တိတ်တော့မစမ်းပါဘူး။ဒါအာဏာရှင်တွေရဲ့အလုပ်ပဲ။ညွန်ကြားလွာတင်မြင့်ဆောင်2021ဟာတမတော်ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေအတွက်အရေးကြီးတဲ့ညွန်ကြားလွာဖြစ်ပါတယ်။သူတို့ရဲ့အမြင်ဆုံးယာတုမှာအချိန်ဘလောက်အထိနေရမလဲဆိုတာကိုအဆုံးဖြတ်ပေးတာကြောင့်ပါ။တင်မြင့်ဆောင်2021အရာဗိုလ်ချုပ်မူကြီးနဲ့ဒုတိယဗိုလ်ချုပ်မူကြီးဟာအသက်ကန့်သက်ရှာမရှိတော့ပေမဲ့ သူတို့အောက်ကယာဓုတွေကတော့အသက်ကန့်သက်ရှက်ရှိနေပါတယ်။ဗိုလ်ချုပ်ကြီးတွေဆိုရင်လေးနှစ်တာဝန်ထမ်းဆောင်ခွင့်ရှိပြီးလိုအပ်ရင်နှစ်နှစ်အထိထပ်တိုးနိုင်ပါတယ်။ဗိုလ်ချုပ်ကြီးအဆင့်အတွက်တာဝန်သတ်မှတ်ချက်တွေကတော့ကာကွယ်ရေးဦးစီးချုပ်ကြီးညှိနှိုင်းကုတ်ကဲရေးမှူးကြီးရေးလေးကာကွယ်ရေးဦးစီးချုပ်ရေးနဲ့ကာကွယ်ရေးဦးစီးချုပ်လေးတို့ပဲဖြစ်ပါတယ်။ဒုတိယဗိုလ်ချုပ်ကြီးတွေကတော့၅နှစ်တာဝန်ထမ်းဆောင်ခွင့်ရှိပြီးယာဓုမတိုးမြင်ပဲသတ်မှတ်ကာလကျော်လွန်ရင်အငိမ့်စားပေးရမှာဖြစ်ပါတယ်။ဗိုလ်ချုပ်အဆင့်က၆နှစ် ဘုံမှုချုပ်အဆင့်က9နှစ်နဲ့ဘုံမှုကြီးအဆင့်က10နှစ်အဆင့်ဆင့်တတ်မှတ်ထားပါတယ်2014ခုနှစ်ကထုတ်ပြန်တဲ့လင်းမြင်ဆောင်2014တတ်မှတ်ချက်ကြောင့်အသက်60မပြည့်သေးပဲတက်ကအနားယူလိုက်ရသူတွေအရန်အင်အားရောက်သွားရသူတွေအများအပြားရှိခဲ့ပါတယ်ဒီလိုနဲ့ဘုံချုပ်မှုကြီးမင်းအောင်လှိုင်နဲ့ထိတ်တန်းဘုံချုပ်ကြီးတချို့ကလွဲ့ရင်မျိုးဆက်တဲ့ခေါင်းဆောင်အများစုဟာအသက်ကွာရှားချက်ကြီးမားလာခဲ့ကြပါတယ်။ဒါဟာသူ့ဆရာဗိုလ်ချုပ်မူကြီးတန်းရွှေရဲ့စင်စားပုံတွေလွှမ်းမိုးနေတဲ့အချက်လို့လဲဆိုနိုင်ပါတယ်။ ဗိုလ်ချုပ်မှုကြီးတန်းရွှေဟာစီနီယာဗိုလ်ချုပ်တွေကိုကြော်ပြီးဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကိုရွေးချယ်ခဲ့တာလည်းဖြစ်ပါတယ်။နိုင်ငံရေးမှာမမွေ့လျော်တဲ့စစ်ဗိုလ်ချုပ်တွေဗိုလ်ချုပ်မှုကြီးတန်းရွှေလက်ထက်တုန်းကသူနဲ့စီနီယာချင်းနီးတဲ့ဗိုလ်ချုပ်တွေကိုဝင်ကြီးရာထူးတွေပေးပြီးအရန်အင်အားကိုပို့ပစ်ကာသူ့ဩဇာကိုချဲ့ထွင်တယ်လို့တက်မတော်အရာရှိဟောင်းတွေကပြောပြပါတယ်။ဒါပေမဲ့ဗိုလ်ချုပ်တွေအစုလိုက်အပြုံလိုက်ကိုအနားပေးခဲ့တာက2010အထွေထွေရွေးကောက်ပွဲတုန်းကဖြစ်ပါတယ်။ အဲ့ဒီအချိန်2010တုန်းကကာကွယ်ရေးဦးစီးချုပ်ကြီးမှာဒုတိယဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ဒုတိယဗိုလ်ချုပ်ကြီးလှထေးဝင်းဒုတိယဗိုလ်ချုပ်ကြီးကိုကိုနဲ့ဒုတိယဗိုလ်ချုပ်ကြီးသူရမင်းအောင်တို့ကလွဲရင်ကြံနဲ့ဒုတိယဗိုလ်ချုပ်ကြီးတွေအားလုံးကိုပြည်ခိုင်ဖြိုးပါတီကနေရွေးကောက်ပွဲဝင်ခိုင်းခဲ့တာပါတက်ကမထွက်ရှင်တဲ့စစ်ဗိုလ်ချုပ်တွေရှိခဲ့ပေမဲ့ဗိုလ်ချုပ်မူကြီးတန်းရွှေရဲ့ဩဇာကိုမလွန်ဆန်နိုင်တဲ့အတွက်ဒိုးဒိုးတိတ်တိတ်နဲ့သာပြီးသွားခဲ့တာဖြစ်ပါတယ်အသက်50ကျော်ပဲရှိသေးတဲ့ဒုတိယဗိုလ်ချုပ်ကြီးတွေကအငိမ့်စားမယူခြင်းပဲ ရွေးကောက်ပွဲဝင်ရမယ့်အပေါ်အဲ့ဒီတုန်းကတက်မတော်ရဲ့နံပါတ်3ခေါင်းဆောင်ဗိုလ်ချုပ်ကြီးသူရရွှေမန်းစီသွားပြီးစောရကတက်ခဲ့ကြတယ်လို့ပြန်ကြားရေးဝန်ကြီးဟောင်းဦးရဲထွတ်ရဲ့မြန်မာနိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့လက်လွတ်ဆုံးရှုံးခဲ့ရသောအခွင့်အလမ်းများစာအုပ်မှာထည့်ရေးပါတယ်2010ရွေးကောက်ပွဲအလွန်ဦးသိန်းစိန်အစိုးရလက်ထက်မှာတက်ချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဒုချုပ်ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းတို့ဖြစ်လာပြီးဒုတိယဗိုလ်ချုပ်ကြီးလထေးဝင်းကညှိကွဖြစ်လာခဲ့ကြပါတယ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်နဲ့တပတ်စဉ်တည်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးကိုကိုကပြည်ထရေးဝန်ကြီးဖြစ်လာပါတယ်။2015အထွေထွေရွေးကောက်ပွဲရာသီကတော့ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ရဲ့ဩဇာထူထောင်မှုအကောင်ဆုံးအခွင့်ရေးဖြစ်ခဲ့ပါတယ်။အပတ်စဉ်ပတင်းမင်းကြီးနေဖြစ်တဲ့ဗိုလ်ချုပ်ကြီးလာထဲဝင်ကာကွယ်ရေးဦးစီးချုပ်ကြီးဗိုလ်ချုပ်ကြီးသူရတ်သွေတမရစစ်စေးရေးအရာချီးချုပ်ဒုတိယဗိုလ်ချုပ်ကြီးတောင်းအေးကာကွယ်ရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးဝေလွင်ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးဒုတိယဗိုလ်ချုပ်ကြီးအောင်တန်းထွတ်ဒုတိယဗိုလ်ချုပ်ကြီးခင်စော်ဦးဒုတိယဗိုလ်ချုပ်ကြီးလှမင်းနဲ့ဒုတိယဗိုလ်ချုပ်ကြီးဝင်းမြင့်တို့ကို အနာပေးခဲ့ပါတယ်။အငိမ့်စားပေးလိုက်တဲ့စစ်ဘုံရုပ်တွေထဲမှာအသက်60မပြည့်သေးသူတွေပါဝင်ခဲ့ပြီးကကနာကောင်စီညွန်ကြားလွာလေးမြင်းဆောင်2014အရအငိမ့်စားယူလိုက်ရတာဖြစ်ပြီးအများစုကပြည်ခိုင်ဖြိုးကနေရွေးကောက်ပွဲဝင်ကြပါတယ်။တချို့ကတော့2015ရွေးကောက်ပွဲကတဆင့်လွှတ်တော်တွေရောက်ခဲ့ပြီးမှနိုင်ငံရေးမှာမပြောရွှင်ခဲ့ပဲမိကုန်းတွေလည်းမမီးအဆိုလည်းမတင်နဲ့ခွင့်ယူတဲ့ရက်တွေသာများနေခဲ့တာလည်းတွေ့ရပါတယ်။လေးမြင်းဆောင်2014အမိန့်နဲ့2015ရွေးကောက်ပွဲရာသီဟာ ဗိုလ်ချုပ်မူကြီးတန်းရွှေခေလက်ကျန်တက်မတော်အရာရှိအကြီးအများစုအငိမ့်စားယူခဲ့ရပြီးတက်မတော်ထဲမှာဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ရဲ့ဩဇာလွတ်လွတ်ကျွတ်ကျွတ်ထူထောင်နိုင်ဖို့ဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။အာနာသိမ့်ဖို့အကြံစီရှိခဲ့သလား။2020ရွေးကောက်ပွဲမှာတက်မတော်အရာရှိကြီးတွေအငိမ့်စားယူပြီးပြည်ခိုင်ပြိုးပါတီဘက်ကနေဝင်ပြိုင်တဲ့အရေးအတွက်ဟာ2010နဲ့2015ရွေးကောက်ပွဲတွေနဲ့နှိုင်းချင်ရင်အစမတန်နှဲပါခဲ့တာတွေ့ရပါတယ် တမ္မတော်နဲ့ပြီးခိုင်ပြိုးကြားဆက်နွယ်မှုကမိမ့်မိန်လာသလောက်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရဲ့တမ္မရအိမ်မက်ကလည်းတည်င်းပိုကြီးလာပါလေတမ္မတော်တွင်နှစ်40ကျော်စစ်ရေးနိုင်ငံရေးနဲ့အုပ်ချုပ်ရေးအတွေ့အကြုံများစွာရှိကြောင်းနဲ့ပြည်သူစာနာပေါ်မူတည်ပြီးနိုင်ငံရေးကိုဆက်လုပ်သွားမယ်လို့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကရွေးကောက်ပွဲကျင်းပဖို့လပိုင်းအလိုကရုရှားအရှိဆိုင်တည်င်းဌာနနဲ့တွေ့ဆုံခန်းမှာသူ့ရဲ့ရည်မှန်းချက်ကိုထုတ်ပြောပါလေဒါအပြင်ရွေးကောက်ပွဲနီးကပ်နေတဲ့နိုဝင်ဘာလဇန်းက Popular Journal နဲ့အင်တာဗျူးမှာ တက်ချုပ်ပြောခဲ့တာတွေကိုပြန်ကြည့်ရင်အခုလိုတွေ့ရပါတယ်။2005မဲပေးတဲ့အချိန်မှာကျွန်တော်ကိုမေးခဲ့ဘူးတယ်။မဲပေးတဲ့နေ့မှာအင်တာဗျူးမေးတယ်။ဘလို့လုံးမလဲဆိုတော့ခမရပြလို့ကော်မရှင်ကနေပြီးတော့ကြေညာချက်ထုတ်တယ်။ရလက်ကိုကြေညာလိုက်ပြီးဆိုလို့ရှိရင်လက်ခံဖို့ကျွန်တော်တို့ပြောခဲ့တာရှိတယ်။အခုဆိုရင်တတိထားရတဲ့အချိန်နေဖြစ်လာတယ်။ဒါကမဖြစ်စေချင်ဘူး။ဒါမျိုးတွေ။ဒါကြောင့်တတိထားပြီးလှုပ်လို့ရအောင်တတိပေးတဲ့သဘောပြောတာပါလို့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပြောခဲ့ပါတယ်။ တက်ရှုပ်ရဲ့ပြောစကားတွေကြောင့်ရွေးကောက်ပွဲအပြီးမှာအာဏာသိမ်းနိုင်ခြင်းရှိတယ်လို့ယူဆပြီးစိုးရိမ်ပူပန်မှုတွေရှိခဲ့ကြပါတယ်။ဒါပေမဲ့ရွေးကောက်ပွဲမှာမဲလာပေးပြီးတဲ့နောက်ပြည်သူဆန္ဒနဲ့အညီထွက်ပေါ်လာမဲ့ရွေးကောက်ပွဲရလဒ်ကိုလက်ခံမယ်လို့လေးတန်ပြောင်းသွားခဲ့ပြန်ပါတယ်။ရွေးကောက်ပွဲရလဒ်တွေထွက်ပေါ်လာပြီးမှာတော့တမတော်သားတွေနဲ့မိသားစုဝင်တွေမဲပေးခဲ့တဲ့မဲဆန္ဒနယ်တွေကရွေးကောက်ပွဲဖြစ်စဉ်တွေကိုပြန်သုံးသပ်ပြီးကော်မရှင်စီကန့်ကွက်လာတင်မယ်လို့တမတော်ဘက်ကထုတ်ပြန်လာပါတယ်။ တမ်ဘရိုရဲ့ထုတ်ပြန်ချက်တွေနဲ့တက်ချုပ်ရဲ့ပြောကြားမှုတွေဟာတဖြည်းဖြည်းပိုပြင်းထန်လာပါတယ်။ဇန်နဝါရီ26ရက်ကနေပြည်တော်မှာပြုတ်လုတဲ့သတင်းစာရှင်းလင်းပွဲမှာဘုံဘူးချုပ်ဇော်မင်းထွန်းကတမ်ဘရိုအနေနဲ့အာဏာမသိမ်းဘူးလို့မှတ်ယူလို့မရကြောင်းပြောကြားသွားပါတယ်။ကိုချုပ်ပြောပုံရဆိုရင်ကျွန်တော်တို့ကတမ်ဘရိုအနေနဲ့အာဏာမသိမ်းဘူးလို့မှတ်ယူလို့ရမလားခင်ဗျာ။မရပါဘူး။တမ်ဘရိုက2020ရွေးကောက်ပွဲမှာမဲမတမာမှုတွေရှိနိုင်တယ်ဆိုပြီးမဲစရင်စီစစ်မှုတွေကိုမြို့နယ်300ကျော်မှာပြုတ်လုခဲ့ရမှာမဲစရင်လွဲမှားမှု ချစ်တန်းကျော်ရှိခဲ့တယ်လို့လည်းအဲ့ဒီသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။စက်တိုက်ဆိုသလိုဇန်နဝါရီ28ရက်ကနိုင်ငံတော်ကာကွယ်ရေးတပ်ကတော်ကနီးပြအရာရှိကြီးတွေနဲ့တင်နန်းသားအရာရှိကြီးတွေကိုဗီဒီယိုကွန်ဖရင့်နဲ့အမှားစကားပြောကြားစဉ်မှာတမတော်ကာကွယ်ရေးဦးစီးချုပ်ကဥပဒေတွေကိုလေးစားလိုက်နာမှုမရှိရင်ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်းဖျက်ပြစ်ရမယ်လို့ပြောကြားလာပါတယ်။တပ်ချုပ်ရဲ့ပြောကြားချက်ဟာပေါ်လို့ရိုက်သွားခဲ့ပြီးမီဒီယာတွေအနေနဲ့နားလည်မှုလွဲတာလို့တမတော်ဘက်ကထုတ်ပြန်ပြီးဥပဒေပေါင်းတဲကပဲ ဆောင်ရွက်မယ်လို့တက်မတော်ဘက်ကထုတ်ပြန်ခဲ့ပါတယ်။အာနာမသိငင်ဇန်နဝါရီ30ရက်ကဆိုတက်ရှုပ်ဟာဖျားသွားပြင်နေခဲ့ပါသေးတယ်။ဒါပေမဲ့ပြည်သူ့လွတ်တော်ခေါ်ဖို့ပြင်ထားတဲ့ February 1ရက်မှာတက်မတော်ကအာနာသိငင်ခဲ့တာဖြစ်ပါတယ်။နိုင်ငံကောင်းဆောင်နေတဲ့လွတ်တော်အမတ်တွေတစုတစည်းတည်းရှိနေတဲ့နေပြည်တော်ရဲ့စစ်တိုင်းမှုနေရာကိုအာနာမသိငင်ဇန်နဝါရီလတည်းမှာအပြောင်းလဲလုပ်ခဲ့ပါတယ်။ယုံကြည်စိတ်ချရဆုံးလူတွေကိုပဲခံထားလိမ့်ရှိတဲ့စစ်ရုံးလုံးုံကြီးအကြီးအမှုဖြစ်တဲ့တက်မတော်ကာကွယ်ရေးဦးစီးချုပ်ယုံကစကမ်းမှု ပိုကျုပ်ဇော်မျိုးတင်ကိုနေပြီးတော့တိုင်းမူခန့်ခဲ့ပါတယ်ရွေးကောက်ပွဲလုံးမဲ2020ထဲမှာဒေါ်ဆန်းစုကြည်နဲ့ယင်းဤတဲ့ဆက်ဆံရေးရှိတဲ့ပြည်ထရေးဝင်ကြီးဒုတိယပိုကျုပ်ကြီးကျော်ဆွေကိုဖယ်ရှားပြီးဒုတိယပိုကျုပ်ကြီးစိုးထုတ်ကိုအစားထိုးခဲ့တာလဲသတိထားမိစရာဖြစ်ခဲ့ပါတယ်တနိုင်ငံလုံးကိုဖြန့်ကျက်ထားပြီးနိုင်ငံကောင်းဆောင်တွေရဲ့လုံခြုံရေးကိုပါတာဝန်ယူထားရတဲ့လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာပြည်ထရေးဝင်ကြီးဌာနအောက်မှာရှိလို့အရေးကြီးတဲ့အရွှေ့အပြောင်းလဲဖြစ်ပါတယ် ကောင်စီတဲကဗိုလ်ချုပ်တွေဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာအာဏာသိမ်းပြီးတဲ့နောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌလုပ်ပြီးတမရအိမ်တော်ကိုရုံးတက်ပါတယ်။ကောင်စီတဲမှာအရေးပါတဲ့လူတွေကတော့သူဩဇာညောင်းတဲ့ဗိုလ်ချုပ်တွေပဲဖြစ်ပါတယ်။ဒုဥက္ကဋ္ဌဖြစ်တဲ့ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းကတော့သူအယုံကြည်ဆုံးသူဖြစ်ပါတယ်။အာဏာသိမ်းပြီးလပိုင်းအတွင်းဝေဖန်ဆန့်ကျင်မှုတွေအပြင်းထန်ဆုံးအချိန်မှာဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းကိုထားခဲ့ပြီးအင်ဒိုနီးရှားမှာအစည်းအဝေးသွားတက်တဲ့ဖြစ်ရက်ကယုံကြည်မှုကိုမြင်သာပါတယ်။ အတွင်းရေးမှုအဖြစ်စစ်ဥပဒေချုပ်ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းတွေးကိုခန့်အပ်ထားပါတယ်။သူကဗိုလ်ချုပ်ကြီးများထုံးဦးနဲ့တပတ်ဆိုင်နေဖြစ်ပါတယ်။လွတ်တော်တွေရန်နာထားချိန်မှာဥပဒေကဲ့သို့အာဏာတည်တပ်နဲ့အမိန့်တွေကိုထုတ်နိုင်ဖို့အတွက်သူကအရေးကြီးတဲ့နေရာကိုရာထားတာဖြစ်ပါတယ်။တွဲဘက်အတွင်းရေးမှုကတော့စစ်ဘက်ရေးရလုံခြုံရေးအရာရှိချုပ်ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးဖြစ်ပါတယ်။ပြည်ထောင်စုဝန်ကြီးအဖြစ်ဒုတိယဗိုလ်ချုပ်ကြီးစိုးထုတ်ဖြစ်လာပါတယ်။ဒုတိယဗိုလ်ချုပ်ကြီးစိုးထုတ်ကလည်းတက်ချုပ်ရဲ့ယုံကြည်အားကိုးရသူတဦးဖြစ်ပြီးထက်တိုးကောင်စီဝင်ဖြစ်လာတာပါ။ ကာကွယ်ရေးဥစည်းချုပ်ရေးတာဝန်ယူခဲ့တဲ့ဗိုလ်ချုပ်ကြီးတင်အောင်ဆန်းကကောင်စီဝင်ဖြစ်ပြီးပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနဝန်ကြီးတာဝန်ကိုလည်းယူထားပါတယ်။ဒါပေမဲ့သူ့ရဲ့ကာကွယ်ရေးဥစည်းချုပ်ရေးယာဒူးကိုဆွန့်လွှတ်လိုက်ရပြီးဦးအောင်တောင်းရဲ့သားဗိုလ်ချုပ်ကြီးမိုးအောင်ကရေးချုပ်ဖြစ်လာခဲ့ပါတယ်။ကာကွယ်ရေးဥစည်းချုပ်လေးဖြစ်တဲ့ဗိုလ်ချုပ်ကြီးမမောင်ကျော်လည်းကောင်စီဝင်ဖြစ်ပါတယ်။တက်ချုပ်ဖြစ်မယ်လို့သတင်းပေးခဲ့မှုတဲ့ညှိကိုဟောင်းဗိုလ်ချုပ်ကြီးမြထွန်းဦးလည်းကာကွယ်ရေးဝန်ကြီးဖြစ်သွားပြီးကောင်စီထဲပါလာပါတယ်။ တက်မတော်တဲ့ယာဓုအတက်မြန်နဲ့ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းလဲကောင်စီဝင်ဖြစ်လာပြီးယင်းနှမြုံနယ်မှုကော်မရှင်ဥက္ကဋ္ဌလည်းဖြစ်ပါတယ်။သူဟာအငိမ့်စာဒုတိယဗိုလ်ချုပ်မှုကြီးမောင်အေးရဲ့ကိုရီးအရာရှိလောက်ခဲ့ပြီးလက်ရှိအချိန်မှာလဲတက်ချုပ်ရဲ့ခီးစဉ်မှန်သမျှလိုက်ပါနေရသူလည်းဖြစ်ပြီးတက်ချုပ်ရဲ့အထူးယုံကြည်ရသူလည်းဖြစ်ပါတယ်။တက်မတော်ကောက်ကွေးဦးစည်းရုပ်ဟာသူ့ထက်၁၀နှစ်လောက်ငယ်ရွယ်တဲ့ဗိုလ်ချုပ်တွေကိုနေရာပေးထားပြီးသူ့ဩဇာကိုထူထောင်တယ်လို့စစ်ရေးအကြက်ခတ်တွေကသုံးသပ်ပါတယ်။အကြောင်းကတော့ဗျာကာကနာကောင်စီမှာသူ့ကိုပြန်ပြောရဲမဲ့သူမရှိတော့ဘူးလေ။ သူဆက်နေခြင်းတလောက်နေလို့ရသွားတယ်လို့အရက်ပတ်စစ်ပတ်လေးလာသုံးသက်သူတဦးကပြောပါတယ်။ဗိုလ်ချုပ်ကြီးတွေဖြစ်တဲ့လက်ရှိရေကျုံးနဲ့လေကျုံးဟာ NLD အစိုးရစတက်လာချိန်2016ခုနှစ်မှာဗိုလ်မှူးချုပ်တွေပဲရှိသေးတာပါ။ရွေးကောက်ပွဲမတိုင်ခင်တချို့ကိုလာတွေ့ကြတဲ့ပါတီခေါင်းဆောင်တွေဖြစ်တဲ့ဦးသိန်းညွန့်ဦးခင်မောင်ဆွေနဲ့ဒေါ်သက်သက်ခိုင်တို့ကကောင်စီဝင်နေနဲ့ဝင်ကြီးဖြစ်လာကြပါတယ်။ကောင်စီဘက်မှာရောတပိုင်းဆိုင်ရာမှာပါသူ့ရှိသူ့လက်ဖြစ်လာပါတယ်။တီဟာတနပလင်နောက်ခံတဲ့ဗိုလ်ချုပ်မှုကြီး တမရဥဝင်းမြင့်ကိုထိန်းသိမ်းလိုက်ပြီးအရေးပေါ်အရှင်တွေကိုတက်မတော်ကတင်မြောက်ထားတဲ့ဒုတိယတမရတ1ဥမြင့်ဆွေကိုကြီးညာခိုင်းလို့အငင်းပွားပွဲရာလည်းဖြစ်ခဲ့ပါတယ်။အာဏာသိမ်းပြီးနောက်ပထမဆုံးပြုလုပ်တဲ့ပြည်တော်စုအစိုးရအဖွဲ့အစည်းအဝေးမှာယာယီတမရဥမြင့်ဆွေရှိလျက်နဲ့တက်ချုပ်ကစပွဲထိပ်မှာထိုင်နေခဲ့လို့နံပါတ်1နေရာယူထားတာပေါ်လင်းပါတယ်။အဲဒီအစည်းအဝေးနောက်ပိုင်းဥမြင့်ဆွေကိုလည်းမတွေ့ရတော့ပါဘူး။ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာအာဏာသိမ်းပြီးတဲ့နောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနဲ့အစိုးရအဖွဲ့ကိုဖွဲ့စည်းလိုက်ပါတယ်။ နိုင်ငံတော်သမ္မတအရုံးကိုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးလို့အမိပြောင်းပါတယ်။ဇွန်လ3ရက်ကအပြည်ပြည်ဆိုင်ရာချက်ချင်းဒီကော်မတီ ICRC ဥက္ကဋ္ဌမစ္စတာပီတာကိုတန်တမန်ဆောင်ဧကခမ်းမမှာလက်ခံတွေ့ဆုံတဲ့အခါနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးလို့ခေါ်ဝေါ်တုံ့နှုံထားပါတယ်။ဒါဟာသမ္မတအဆောင်ရောင်ကိုယူပြီးနိုင်ငံကအဖွဲ့အစည်းတစ်ခုကိုပထမဆုံးအကြိမ်လက်ခံတွေ့ဆုံတာပဲဖြစ်ပါတယ်။ပြည်တော်စုအစိုးရအဖွဲ့ရုံးကိုလည်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအုပ်ချုပ်မှုရုံးအဖြစ်နာမည်ပြောင်းပါတယ်။ ဒါအပြင်ဒေါအောင်ဆန်းစုကြည်ရဲ့မူဝါဒတွေကိုအဓိကဖော်ဆောင်ပေးနေတဲ့အတိုင်းပင်ခံရုံးဝင်ကြီးဌာနကိုလည်းဖျက်သိမ်းခဲ့ပါတယ်။အရေးပေါ်ကာလတစ်နှစ်ပဲတာဝန်ယူမဲ့ကြေညာထားပေမဲ့ဗိုလ်ချုပ်မှုကြီးရဲ့လှုပ်ရက်တွေဟာအာဏာကိုစွန့်မဲ့အရေးလက္ခဏာမတွေ့ရဘူးလို့အငဲခတ်တွေကသုံးသပ်ပါတယ်။ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်အာဏာမစွန့်နိုင်တဲ့အဓိကအချက်တွေထဲမှာမိသားစုအကျိုးစီးပွားကလည်းတစ်ချက်အပါဝင်ဖြစ်တယ်လို့လေလာသူတွေကထောက်ပြကြပါတယ်။ဗိုလ်ချုပ်မှုကြီးရဲ့လာရာ ဒီမိုကရေစီအရသာကိုဆယ်စုနှစ်တခုခံစားပြီးတဲ့နောက်မှာ အာဏာသိမ်းမှုကိုလူတို့ရဲ့စန့်ကျင်မှုဟာဘယ်ခေတ်အခါနဲ့မှမတူခဲ့ပါဘူးအာဏာသိမ်းဗိုလ်ချုပ်မှုကြီးကိုစန့်ကျင်ဆန္ဒပြမှုတွေဟာ digital ခေတ်ဖြစ်တဲ့အတွက်ကမ္ဘာဒေါ်လာကိုမိနစ်နဲ့အမျှပြန့်နှံ့ခဲ့ပါတယ်အာဏာသိမ်းတာလေးလပြည့်ပြီးဖြစ်ပေမဲ့တိုက်ချုပ်ရဒုတိယချုပ်ပါဘာကြောင့်အာဏာသိမ်းရတဲ့ဆိုတာကိုတိုင်းစစ်ဌာနချုပ်တွေကိုတွားရောက်ရှင်းပြနေရဆဲဖြစ်ပါတယ်စစ်ကောင်စီအနေနဲ့2008အခြေခံဥပဒေနဲ့အညီအရေးပေါ်အခြေအနေကြီးညာပြီး အာနာထိန်းတာပါလို့သုံးထုံးပါတယ်ဒါပေမဲ့ပြည်တွင်းမှာရောပြည်ပကပါဒါကိုသဘောမတူပဲအာနာသိမ့်တယ်လို့သာမှတ်ယူကြပါတယ်အရေးပေါ်အခြေအနေဟာတစ်နှစ်သာ ဖြစ်ပြီးရှောက်လနှစ်ခါတက်တန်းတိုးလို့ရတဲ့အတွက်နှစ်နှစ်အထိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကအာနာယူထားနိုင်မှာဖြစ်ပါတယ်အရေးပေါ်ကာလပြီးရင်ရွေးကောက်ပွဲပြန်လုပ်ပြီးအနိုင်ရပါတီကိုအာနာပြန်လွှဲပေးမယ်လို့လည်းစစ်ကောင်စီဘက်ကပြောပါတယ်ဒါပေမဲ့စစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါဝင်လာရေးကလည်း အသေးစားမရေရာမှုတွေရှိနေပါတယ်။ဒါအပြင်စစ်ကောင်စီခန့်ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကလည်းရွေးကောက်ပွဲစနစ်ကိုနိုင်သူအကုံယူစနစ်ကနေအချိုးကျကိုးစားပြုမှုစနစ်ကိုပြောင်းလဲဖို့စူးစမ်းနေပါတယ်။အရေးပေါ်ကာလတတန်းကုံဆုံးတဲ့အခါကျင်းပမဲ့ရွေးကောက်ပွဲကနေဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်နိုင်ငံရေးတဲ့ပြန်ဝင်လာမလားဆိုတဲ့သုံးသက်ချက်တွေကလည်းစောလုံးနေသေးပြီးမြေပြင်အခြေအနေတွေအရဒီအတိုင်းဆက်သွားရင်ရွေးကောက်ပွဲကျင်းပဖို့ခန့်နိုင်မဲ့အနေအထားမှာရှိပါတယ်။နေပြည်တော်ကိုတန်အဖွဲ့တချို့လာနေကြပြီမဲ့လို့ အခြေအနေတွေပိုဆိုးမလာအောင်ကူညီတဲ့ခရီးစဉ်တွေပဲဖြစ်ပါတယ်။မြေပြင်အခြေအနေမှာတော့ရက်ွက်ရုံတော်မပွင့်နိုင်တယ်လို့ကျောင်းတွေလည်းအောင်မြင်အောင်မပွင့်နိုင်သေးပါဘူး။ငင်းကြံစွာဆန္ဒပြရာကနေလက်နက်ကိုင်းတဲ့ဘက်ကိုကူးပြောင်းလာတဲ့ဒေသကာကွယ်ရေးတပ်တွေကလည်းနေရာစုံမှာပေါ်ပေါက်လာနေပါတယ်။အရေးပေါ်ကာလတစ်နှစ်ရဲ့၃ပုံ၃ပုံအထိနိုင်ငံရေးစီးပွားရေးလူမှုရေးတွေမတိမငြိမ်ဖြစ်နေသေးပါလက်ရှိအခြေအနေအရဗိုလ်ချုပ်မှုကြီးရဲ့ထိန်းချုပ်မှုအောက်မှာရှိသလားဆိုပြီးတရုတ်မီဒီယာရဲ့အမေးကိုဗိုလ်ချုပ်မှုကြီးကမရှိသေးပါဘူးလို့ဝန်ခံပြီး အဖြစ်အမှောက်နဲ့ကြောက်လို့အပြစ်ဖို့ပါတယ်။တရားရာဂန်တော့ထိန်းချုပ်နိုင်ပြီလို့မပြောနိုင်ဘူးလို့သူကပြောပါတယ်။ဒါပေမဲ့ဗိုလ်ချုပ်မှုကြီးအနေနဲ့အာနာစုံမဲ့အရေးလက္ခဏာလဲမပြပါဘူး။ BBC မှာစောင်းပါဖြစ်ပါတယ်။အဆုံးထိနားထောင်ပြီးတဲ့ဦးချင်းစီကိုကျေးဇူးထူးတင်ပါတယ်။ကျွန်တော် channel မှာယခုကဲ့သို့စာပေစောင်းပါများကိုသဘောကျနှစ်သက်တဲ့ဆိုရင် channel မှာတင်နိုင်သိရအောင်ကျွန်တော် channel လေးကို like and subscribe လေးတွေပေးခဲ့ပြီးဘေးနားလေးကခေါင်းလောင်းလေးကိုနှိပ်ခဲ့ပြီးပို့ရတဲ့ရက်ခံပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။